အလုံးမင်းမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်မရဲ့စီစဉ်လေးကမြန်မာလူမျိုးတိုင်းနေ့စဉ်ဒီပါကြုံတွေ့နေရတဲ့တရိမ်ထားမိနိုင်တဲ့အန္တရာယ်တစ်ခုကြောင့်ကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒါကတော့စီဘူးစီအောင်တွေရဲ့အန္တရာယ်ပဲဖြစ်ပါတယ်တင်းရဲ့အိမ်မှာပဲဖြစ်ဖြစ်လမ်းမေးအကျော်ဆိုင်မှာပဲဖြစ်ဖြစ်တခါအတုံးပြူပေးတာစီကိုထက်ကထက်ကအတုံးပြူနေမယ်ဆိုရင်တော့ဒါကတင်းအတွက်တိတ်တဆိတ်လေးတင်းရဲ့အန္တရာယ်ကိုဒုက္ခပေးနိုင်တဲ့အလွန်ဆိုးရတဲ့အန္တရာယ်တစ်ခုပဲဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုအစုံတိကြည့်ပြီးရင်ချက်ပြုတ်ဖို့လင့်လန့်တွေကိုတော့ပြောင်းလဲသွားနိုင်ပါတယ်။နောက်ပြီးတော့အသင့်အတွက်အရေးကြီးဆုံးအချက်တစ်ချက်ကတော့ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်းနှုန်းကိုအတော်လေးလျှော့ချပေးသွားနိုင်မှာဖြစ်ပါတယ်။စီပူစီအောင်ဆိုတာပါလေ။အရင်ဆုံးသိထားဖို့လိုတာကစီပူစီအောင်ဆိုတာပါလေဆိုတာပါ။စီအောင်ဆိုတာကတခါတက်ပို့ပြီးတော့ပူခံလိုက်တဲ့စီဒါမှမဟုတ်ရင် smoke point ကျော်သွားတာနဲ့ဒါဟာပျက်စီးလာပါလေ အရောင်ရင်လာတယ်အနက်ဆိုးွားလာတယ်မိခိုးထလာတယ်အမြုပ်တွေထလာတယ်ဒီလက္ခဏာတွေကိုသတိထားမိရဲဆိုရင်သင်စားနေတဲ့အစစာကစီယောင်းနေနဲ့ကြော်လာတာတင်နိုင်ပါတယ်စီယောင်းနေတယ်မှာပါလိဖြစ်လာမလဲဒီစီယောင်းနေတယ်မှာခနာကိုတော့မလို့ခြင်းနဲ့တပောင်းနေဖြစ်လာပါလိပထမဆုံးက free radical ဒါကဆဲတွေကိုပြစည်းစေပြီးတော့အုံမင်းမှုကိုမြန်ဆန်စေပါတယ် အနောက်ပိုင်းဒေသတွေမှာ free radical နဲ့တိုက်စစ်ဖို့အတွက် antioxidant supplement တွေကိုအသုံးပြုကြပါလေ။နောက်တစ်ခုက acrolein ဆိုတဲ့ကင်ဆာကိုဖြစ်စေနိုင်တဲ့ဓာတ်တမျိုးပါ။ဒါကိုမတိမသာအသုံးပြုနေလို့ဆိုရင်တော့ဆွေးငင်စရာအကြောင်းရှိပါလေ။နောက်ဆုံးက PAAS လို့ခေါ်တဲ့ polycyclic aromatic hydrocarbon ဖြစ်ပါလေ။အဲဒါကတော့အဆုတ်ကင်ဆာနဲ့ဆက်ဆက်နေတဲ့ဓာတ်တမျိုးပါ။ ဒီတက်တွေကကြော်ထားတဲ့အစားအစာတွေကိုစိတ်ဝင်သွားပြီးနောက်ဆုံးမှာတင်းရဲ့ခန္ဓာကိုယ်တွေကိုရောက်ရှိသွားမှာဖြစ်ပါတယ်။စီတဝက်နဲ့စားခြင်းနဲ့အရာတွေကိုကြော်ပေးမယ်။တင်းကျမ်းမာရေးကတပ်ချီပြီးနဲ့စိုးဝါလာမှာဖြစ်ပါတယ်။ဒီမနက်မှာစီဘူစီအောင်နဲ့ပတ်သက်ပြီးတော့ပုံပြီးစိုးရိမ်နေရတာပါကြောင့်ပါလေ။စီဘူစီအောင်နဲ့ပတ်သက်တဲ့ပြဿနာကမြန်မာနိုင်ငံမှာပုံပုံပြင်းထန်ပါလေ။ ပထမဆုံးလမ်းဘေးအကျော်ဆိုင်တွေမှာစီတမျိုးတည်းကိုတက်တလဲနဲ့အသုံးပြုပြီးတော့တနေလုံးအကျော်ကျော်ကြပါတယ်။တချို့နေရာတွေကစီအောင်ကိုရေပောင်းများစွာအသုံးပြုနေကြပါတယ်။ဒုတိယချက်ကအိမ်ထဲမှာစီပွားရေးအရာစီထရီတာဖို့အတွက်ပြန်လည်ပြီးတော့အသုံးပြုပြီးသားစီအောင်တွေကိုအသုံးပြုကြပါတယ်။တတိယချက်ကစီမှုစီအောင်တွေရဲ့အန်ရကဘလောက်တောင်ကြီးမားလဲဆိုတာကို ဣရေအသိပညာနည်းပါကြပါတယ်။မိနာကြတွေအရာစီယောင်းကိုမကြာခဏအသုံးပြုတဲ့သူတွေမှာအစာရင်ကင်စာအသေးကင်စာအဆုတ်ကင်စာဖြစ်နိုင်ခြင်းကနှစ်ဆကနေလေးဆအထိပြင်တန်နေပါတယ်။ဒါတွေကအမတ်တမဲဆိုပြီးမှလည်းတင်တွဲပေါ်ပြီးတော့အနေကြီးမားစေနိုင်တဲ့အချက်တွေဖြစ်ပါတယ်။ဒီအနေတွေကနေတင်ကိုယ်နိုင်နဲ့တင်မိသားစုကိုကာကွယ်ဖို့အတွက်ဉာဏ်လေးတွေရှိပါတယ်။ ပထမဆုံးတစ်ချက်ကစီကိုတခါပဲတုံယူပါတုံမိသားစီကိုပြန်ပြီးတော့မတုံပါနဲ့နံပါတ်1အမှုချင်းကိုထိမ်ပါစီကိုမိအပြင်းကြီးနဲ့မကြော်ပါနဲ့အစပေါင်းပွင့်ကြော်သွားရင်စီတွေကအန်ဒီကျမလာတဲ့ဓာတ်တွေထွက်ပေါ်လာစေတပါနဲ့နံပါတ်2စမောပွင့်မြင်းနဲ့စီကိုရွေးချယ်ပါ ဥပမာမင်ချာစီညီပဲစီတို့လိုမျိုးအပူတံကိုခံနိုင်ရင်ရှိတဲ့စီမျိုးစားတွေကိုအသုံးပြုနေပါနံပါတ်၄စီဟောင်းကိုစနစ်တကျဆုံးပြပေးပါလာပင်ညောင်းဆုံးပြရေမြောင်းနေတဲ့ကိုစီကိုတော်မချပါနဲ့ပလင်းနဲ့ကိုတိချထဲပြီးစနစ်တကျဆုံးပြပေးပါလဘငါလာမည့်အကြောင်းဝယ်စားတဲ့အခါမှာစီအစ်စ်ကိုအတုံးပြတဲ့စိုင်းတွေကိုသာရွေးချယ်ပေးတင်ပါတယ်။ ုပြပြတဲ့အထဲမှာအင်မတီပဲပြုတ်ခဲ့တာတွေအများကြီးရှိနေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့အစားပြီးဒီ channel တွေကိုတစ်ချက်ချင်းစီ view ဆိုင်ပြီးတော့ရှောင်ကျင်ပေးမယ်ဆိုရင်ပြင်ချင်မကြီးကပို့ပြီးတော့ကောင်းမွန်လာစေမှာဖြစ်ပါတယ်။စီအောင်လောက်ကဘောရကူလုံးကိုပြောင်းလဲသွားနိုင်ပါလေ။ TV လေးကတင်တော့အသုံးဝင်နေဆိုရင် live လေးပြုလုပ်ပေးသွားနိုင်ပါလေ။တင်ချင်သူတွေနဲ့တင်ရင်မိသားစုတွေပါ ဒီအကြောင်းအရာလေးတွေကိုသိသိချင်းနေဆိုရင်တော့ share လေးပြုလုပ်ပေးတော့ပါနောက်ထပ်ဗီဒီယိုတွေမှာကျမရဲ့အတွက်ပထမဖြစ်စေမဲ့နီးလန်းပေါင်းများစွာကိုဝင်မြပေးတော့မှာမလို့ကျွန်တော်တို့ရဲ့ Add Like မြန်မာ channel လေးကို subscribe ပြုလုပ်ပေးတော့ပါအားလုံးပဲကျမပြောရှင်ကြပါစေဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်